အဲ့တော့ငလင်းတစ်ခုရဲ့ဒေတာတစ်ခုပေါ်မှာတက်ရောက်မှုအားဟာအခြေခံအချက်၃ချက်ပေါ်မှာဟူတည်ပါတယ်အရပမပထမတစ်ချက်ကကတော့ငလင်းရဲ့ပြင်အားဘလော့ရစ်တာစကီနဲ့လှုပ်တယ်လေအနောက်တစ်ခုကဒီငလင်းဘဟုနဲ့ကဘာမျက်နှာပြင်ရဲ့အကွာဝေးဘလော့အနက်မှာလှုပ်တယ်လေဆိုတဲ့အချက်ရယ်နံပါတ်၃ချက်ကတော့ဒေတာတစ်ခုရဲ့ ောက်ခံမီအပြော့အောင်မှာဆွိုင်းပေါ်မှာကျွန်တော်တို့ကအများကြီးမူတည်ပါတယ်အဲကြောမယ်ဆို3 wifi ဆိုရင်ဒီအင်အားဆိုတာကတော့ moderate ထဲမှာတော့ကျွန်တော်တို့ကမပါပါဘူး။ဒါပေမဲ့ဘာကြောင့်တိတရလှုပ်ရှားမှုတွေဖြစ်ခဲ့လဲရန်ကုန်ပြည်သူလူထုအနေနဲ့စိုးရိမ်မှုတွေမြင့်တက်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းတွေလည်း ရှိပါတယ်။အော်ရန်ကုန်ဟာရန်ကုန်မြို့ရန်ကုန်တိုင်းဒေသကြီးဟာသူ့ရဲ့မြေမျိုးစားကိုကျွန်တော်တို့ကခွဲခြားလေ့လာကြည့်ဖို့လိုပါတယ်။အများအပြားတော့ဒီချောင်းတွေကနေ deposits ဖြစ်ပြီးတော့ aluminum plain နုံးနေမြေလွာတွေများတယ်။အဲဒါချို့ဆိုရင်တဲကြောင့်ကဝန်ကုန်းယူတွေစတဲ့ဖြင့်မြေစုလာအောက်ခံမြေရှိပါတယ်။အဲ့တော့အများစုကတော့ aluminum တို့ခေါ်လဲနှုံးတင်မြေနုဒီဖြစ်ပါလေ။အော်ငလင်းလိုင်းတွေဟာမြေရဲ့အပြော့အမာပေါ်မှာမူတည်ပြီးတော့လှုပ်ခတ်တဲ့ခံစားမှုဆာဖာဟာကွာခြားမှုရှိပါတယ်။ဒီနေရာမှာကျွန်တော်တို့ကတည်သားစရာကြောင်းတဲ့အချက်ကငလင်းဟာလူကိုဒုက္ခတိုက်ရိုက်မတက်ရောက်စေပါဘူး။ဒါပေမဲ့ငလင်းဟာဒေတာတစ်ခုပေါ်မှာရှိတဲ့ တိုက်တာအဆောင်အုံဒီပုံမှာတက်ရောက်ပြီးတော့ထိုတိုက်တာအဆောင်အုံရင်းကနေပြိုကျခြင်းလဲကျခြင်းကျွံကျခြင်းဖြစ်စေနေကြလူတွေတရိစ္ဆာန်များတက်ရှိများအတွက်တဘာဝဘေးကိုတင်းစီတာဖြစ်ပါတယ်ဒါကြောင့်ငလင်ရဲ့ပြင်းအားတစ်ခုသေးတဲ့နဲ့ကျွန်တော်တို့ကတက်ရောက်မှုပုံမှာဆိုကြတက်ရောက်မှုပုံမှာထဲ့တွင်ပြီးတော့အများအားစဉ်းစားနေလို့မရပါဘူး အဲ့တော့စောစောကရန်ကုန်ရဲ့မြေစည်းလွှာမျိုးစားဟာအများအပြားငုံနေမြေစုမြင်းတို့မြေစည်းလွှာဖြစ်တဲ့အတွက်အများအပြားငယ်လင်းမော်ဒရစ်လေးလှုပ်ခတ်ခဲ့ရင်တောင်မှကျွန်တော်တို့ကဒီတိတာတဲ့ခံစားမှုတွေကိုခံစားရတာမျိုး ဖြစ်ပါတယ်ပေါ့ကျွန်တော်တို့ ဒီငလင်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲအနေနဲ့စိုးရိမ်မှုကတော့ဒီရန်ကုန်မြို့ဟာကျွန်တော်တို့ကမြို့တော်ကြီးတစ်ခုဖြစ်တဲ့အတွက်အထက်မြင့်တိုက်တာအဆောင်နေတယ်ညပါလေကိုလိုနီခေတ်ကအထက်မြင့်အဆောင်နေ1960 1980ဝန်းကျင်ကအဆောင်နေနီအနည်းချုပ်ပြောရရင်တတန်းလွန်နေတဲ့အဆောင်နေနဲ့တတန်းအခုမှ ဆောက်ဆောက်လက်စာအထက်မြင့်အဆောက်အုံတွေဆိုပြီးတော့တွေ့ရပါတယ်။အအထက်မြင့်မာနေရဲ့လူတွေကတော့ကျွန်တော်တို့ဒီရန်ကုန်မှာငယ်လင်းအနေငယ်လှုပ်ယုံဆောင်တဲ့သိတာတဲ့ခံစားမှုတွေဖြစ်တဲ့အခါမှာစိုးရိမ်ကြမှာပေါ့ကျွန်တော်တို့ငါတို့တိုက်ကဘယ်လောက်ထိခံခံမှုရှိသလဲဘလို့စနစ်နဲ့အတိဆောင်တာလဲကျွန်တော်တိုက်ဒီမှာကျွန်တော်တို့ကတက်မှတ်ချက်နှစ်ကာလအပိုင်းခြားရှိပါတယ်အဲနှစ်ကာလအပိုင်းခြားထက်ကျော်လွန်ပြီးတော့ နေထိုင်မှုမတင်ဘူးလို့လဲကျွန်တော်အနေနဲ့ဒီနေရာကနေပြောလို့ပါတယ်ဒီမိခုံးနဲ့ပတ်သက်ပြီးပြောရရင်ရန်ကုန်မြို့ရဲ့အနေသားဟာရန်ကုန်မြို့ရဲ့အရှိတ်ဘက်မှာဆိုရင်စကိုင်းပြည့်ရွေအဆက်ရှိပဲရန်ကုန်မြို့ရဲ့မြောက်ဘက်မှာဆိုရင်အဲကျွန်တော်တို့ဒီတိုက်ကြီးပြည့်ရွေရန်ကုန်ပြည့်ရွေဆိုပြီးတော့လဲရှိပါတယ် အဒီနေရာမှာတိုက်ကြီးပြည့်၍လို့ဘာကြောင့်ပြောလဲဆိုတော့တိုက်ကြီးပြည့်၍လှုပ်ခတ်ခဲ့တဲ့ဒီအထောက်ထားရည်လေးရှိခဲ့ပါတယ်။ထို့တော်ဒီတိုက်ကြီးပြည့်၍ဒီဘကိုးယူမှအရှိဘက်ကရှိတဲ့ပြည့်၍ဒီဟာစကိုင်းပြည့်၍ကဲတို့မက်ဂနီယူအားဖြင့်6 point ထက်တင်နဲ့လှုပ်ခတ်တာမျိုးမဟုတ်ဘဲနဲ့ moderate level ဖြစ်တဲ့3.5 4နဲ့5ချပေါ့တရားမြင်ဆိုတော့4ပတ်လေမာလှုပ်တယ်ငလင်မျိုးစားလေးလည်းဖြစ်တယ်ပြည့်ရွေရဲ့ရှိဟာလည်းဒုတောင်းလေးရှိတယ်ဒါကြောင့်ရန်ကုန်မြို့မှာပြည့်ရွေရှိသလားလို့မေးရင်တော့အရှိတ်ဘက်မှာကျွန်တော်တို့ကတော့သခိုင်းပြည့်ရွေရဲ့အဆက်ရှိပြီးရောမြောက်ဖက်ဘက်မှာဆိုရင်တော့ကျွန်တော်တို့ကတိုက်ကြီးပြည့်ရွေရဲ့ဆိုပြီးတော့ကျွန်တော်တို့ရှိတယ်အော်ဒီပြည့်ရွေတွေဟာ ပြည့်ရည်သေးသေးပေါ့ကျွန်တော်တို့ပြောမယ်ပြည့်ရည်သေးကလှုပ်မယ်ဆိုရင် mechanic u r ဖြင့် four ball လေးလှုပ်တဲ့အတွက် moderate assist တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကတော့ရှိတဲ့အတွက်အထိုင်းလျောက်တော့ခံစားမှုတွေရှိရှိနေမှာဖြစ်ပါတယ်အဲ့တော့ဆိုဆိုကမိကုန်းနဲ့ဆက်ပြောရင် ဒီအင်အားနှင်းငယ်ဖြစ်တော့လေရန်ကုန်မြို့တွေကစိုးရိမ်စရာကတော့ကျွန်တော်တို့ကတော့အဆောက်အုံပဲအဲ့ဒါရန်ကုန်ရဲ့အနေထားအထက်မြင့်၄လွာအနည်းဆုံး၄လွာ၆လွာအချို့ဆိုအထက်20စတဲ့ပြည်ရှိနေတော့ပေါ့အဲ့တော့ကျွန်တော်တို့ဒီငယ်လင်ဘေးဆိုတာကဘယ်နေ့ဘယ်ချိန်ဘယ်ခါမှာကျွ၍လှုပ်နိုင်မယ်ဆိုတဲ့ရေဘူးရအားဖြင့်တတ်မှတ်ချက်ရလို့အဖြစ်ရလို့တော့မတည်ဘူးဆောစောကျွန်တော်ပြောတဲ့ဒီဖြစ်ဖြစ်ကြီးကြီးရတော့ return period မှာတွေ့ရတယ် ရတန်ပီရီယဆိုတာကလေထိုစင်ကလှုပ်ခဲ့တဲ့အချိန်နဲ့ယခုရောက်တဲ့အချိန်ကာလရဲ့လှုပ်ခဲ့တဲ့အချိန်ကြီးအတွက်ကိုဖော်မူလာမှာထည့်ပြီးတော့ကျွန်တော်တို့ရတန်ပီရီယကိုတွေ့ရတယ်။ဒါဟာလေ approximately ခန့်မှန်းကြီးအဖြစ်ပဲကျွန်တော်တို့ဟာဖြစ်ပြီးတော့ definite ရလို့တော့မရှိဘူး။အဲကြောင့်ရန်ကုန်မြို့မှာအင်အားနိုင်ငံလှုပ်ယုံနေကျွန်တော်တို့ကအိုမင်းဟောင်းနဲ့အဆောက်အုံနဲ့တိဆောက်စင်ကစနစ်တကျ မရှိခဲ့တဲ့အဆအုံတွေနေနေရတော့ကျွန်တော်တို့ကတော့ခရူးဆိုင်ဖို့တော့လိုတယ်လို့ဒီနေရာကနေပြော လို့ပါတယ်အဲ့တော့နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ဘာလို့ ဒီရန်ကုန်မြို့မှာရှိတဲ့မိဘပြည်သူများအနေနဲ့ငလင်တဘာဝဘေးအတွက်ဘယ်လိုမျိုးပြင်ကြိုတင်ပြင်ဆင်မှုရှိရမလဲဆိုတဲ့အကြောင်းအရာလေးပေါ့အဲ့တော့အထက်မြေဆောင်မှာရှိတဲ့ပြည်သူတွေကတော့ triangle of light 3 gan တနေရာမျိုးမှာအရေးပေါ်နေတာမျိုးတွေ emergency battle ခေါ်တဲ့ကျွန်တော်တို့အရေးပေါ်အသက်ကဒီပစ္စည်းများထည့်ထားတဲ့ လွယ်အိတ်အရေးကပြည်တယ်မှာတမဘာလီပါမတမ်းပြီးတီကက်တရန်ရတဲ့စေဝါเนาะဆက်တွေ့ APC เนาะတယ်လီဖုန်းပါဝါဘက်เนาะနောက်ပြီးတော့ဒီအရေးပေါ် emergency မှာသုံးမဲ့အထောက်ထားလေးဒီလိုအပ်တဲ့ပစ္စည်းတွေပေါ့ဟာဂျမန်မှာဆိုရင်ဟာမာအတေးလေးတွေပေါ့စတဲ့ဖြစ်ပေါ့เนาะ emergency bag လေးတွေပြင်ဆင်ထားဖို့လိုအပ်ပါတယ်အဲ့တော့ငယ်လေးနှုတ်ပြီဆိုတာ ਨੇ ကျွန်တော်ရန်ကုန်ပြည်သူလူထုရဲ့ ဆိုရင်မူကမြင့်တက်တယ်။အဲဒီဆိုရင်မူတွေကိုကျွန်တော်တို့ကအတိပညာအဖြစ်ပြောင်းလဲပြီးတော့ချက်ချင်းတုံ့ပြန်နိုင်အောင် response ဖြစ်နိုင်အောင်ကျွန်တော်တို့တွေဆောင်ရွက်ရပါမယ်။အော်ငလင်လုပ်ပြီးဆိုတော့လည်းဆိုဆိုကကျွန်တော်ပြောတဲ့တကြီးရော်တွေမပြေးနိုင်ခဲ့ဘူး။ကိုကမပြေးနိုင်ခဲ့ဘူးဆိုတော့ triangle of flight မှာပုံစံမျိုးနဲ့နေတာမျိုးတွေ emergency ဘက်ကိုချက်ချင်းကောက်လွယ်ပြီးတော့အမြင်ကနေပြီးတော့ဟာလာဟင်းမြင်းဖြစ်တဲ့ကွင်းမြင်ဘက်တို့မဟုတ်ရင် ဒီအထက်မြင့်နဲ့ဝေးရာဒေတာကိုချက်ချင်းထပ်ဒီပြည့်စင်တာမျိုးတွေဒါမျိုးတွေပြုလုပ်တင်ပါလေဒါကတော့ကျွန်တော်တို့ဒါရန်ကုန်မြို့လူတို့နေနဲ့ကျွန်တော်တို့ကတော့ဒါငလင်ကာခွေရေးအတွက်ကြိုတင်ဆောင်ရွက်နိုင်တဲ့အချက်ပေါ့လောင်တိုင်းပလန်နဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ရန်ကုန်မြို့တော်ဟာခေမီဖွံ့ဖြိုးတိုးတက်တဲ့မြို့ပြပြည်ကိုတည်ဆောက်နေတဲ့ကာလတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ကတော့တည်ဆောက်ရေးကာလတွေမှာ ဒီခင်မိတဲ့ဒီပညာတွေ engineering site တွေနဲ့ဆောက်လုပ်ဖို့နဲ့ကိုဆောက်တဲ့အခါမှာလည်းမြေကို swine test ပေါ့နော်မြေစည်းလွှာကိုစမ်းတက်ပြီးမှဟိုဆောက်လုပ်တဲ့နယ်လို့ကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ဟုတ်ကဲ့ပါ